လူစင်ရဲ့နဲ့လူချမ်းသာတဲ့ဦးဇင်းတို့ဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဣနသုတ်တံကိုအခြေခံပြီးတော့နာယူကြည်ကြရအောင်လူလောကကြီးမှာလူသားတွေကတော့စင်ရဲ့တဲ့လူနဲ့ချမ်းသာတဲ့လူဆိုတာကိုဘလို့အချက်ကိုကြည့်ပြီးတော့ခွဲခြားကြသလဲဆိုတာဘေးတတို့အလုံးနားလဲပါတယ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအနေများပေါ်မှာမူတည်ပြီးတော့လူတွေကဒီလူကတော့စင်ရဲ့တဲ့လူ ီလိုကတော့ချမ်းသာတဲ့လူလို့အဲ့ဒါလိုအကျဉ်းများဖြင့်လူတွေကအဲ့ဒါလိုသတ်မှတ်ထားတာမရှိဘူးလားရှိတယ်။မြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှာတော့ဆင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူဆိုတာကိုပစ္စည်းဥစ္စာပိုင်ဆိုင်မှုအ ਨੇ အများပေါ်မှာအ धिक မူတည်ပြီးတော့သတ်မှတ်တာမဟုတ်ဘူးဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဘယ်အချက်ပေါ်မှာ ဘူတီပြီးတော့ဆင်းရဲတဲ့လူချမ်းသာတဲ့လူလို့မြတ်စွာဘုရားသတ်မှတ်ပြတယ်ဆိုတာလေးကိုပေသပေါင်းတရောလို့နည်းနည်းအာယုံဆိုင်ကြည့်မယ်နော်အေးအဲ့ဒါဦးဇင်းတို့အင်္ဂုထုပါဠိတော်ဆက်ကနိပတ်မှာဣနသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ဣနဆိုတဲ့ပါဠိစကားလေးကဗမာလိုပြောရမယ်ဆိုရင်ကျွေးလို့အဓိပ္ပာယ်ရတယ်နော်လောကကြီးမှာ ပစ္စည်းဥစ္စာမရှိလို့ဆင်းရဲပြီးနွမ်းပါးပြီးဆိုလို့ရှိရင်အခြေအနေအမျိုးမျိုးအရာကျွေးဆိုတာကိုယူကြရတယ်ပေါ့အဲ့ဒီကျွေးဆိုတာကိုယူပြီးတဲ့နောက်မှာဘာတွေဆက်ပြီးတော့ဖြစ်လာနိုင်တယ်လဲဆိုတာလေးကိုမြတ်စွာဘုရားကလူလောကကြီးမှာရှိတဲ့တကယ့်ဆင်းရဲမွေးတေမှုနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လေဖြစ်ပေါ်ထန်ရှိတဲ့နောက်ဆက်တွဲနဲ့အဲ့ဒါကိုမြတ်စွာဘုရားကနှိုင်းရှင်ပြီးတော့ဓမ္မနယ်ပယ်တရားရှုတော်ကနေကြည်ပြီးတော့ဆင်ញံသုံးသပ်ပြလား တမျိုးစိတ်ဝင်စားစရာကောင်းမယ်လို့ထင်ပါတယ်နော်အဲ့ဒါမြတ်စွာဘုရားကယဟန်တော်တွေကိုจิตသားတို့တဲ့ဟောဒီလူလောကကြီးမှာကာမဂုဏ်ခံစားသုံးဆောင်ကြတဲ့ကာမဘောဂီလူသားတွေဟာပစ္စည်းဥစ္စာမွဲတေပြီဆိုလို့ရှိရင်အဲ့ဒါဆင်းရဲတယ်လို့ဆိုရမယ်မဟုတ်လားတဲ့မှန်လားပါဗျာတဲ့ပစ္စည်းဥစ္စာ မရှိဘူးဆင်းရဲပြီမွဲတေပြီဆိုရင်ဒါဆင်းရဲပါတယ်နော်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအလွန်နှဲပါတယ်ဆိုလို့ရှိရင်ဒါဆင်းရဲတယ်လို့ဆိုရမယ်ပေါ့ ါဆင်းရဲခြင်းတစ်မျိုးရှိသွားပြီเนาะအဲ့လိုပစ္စည်းဥစ္စာမွဲလို့ပန်းဆိုင်မှုနည်းလို့ဆင်းရဲတဲ့အခါမှာဗာဆက်ပြီးတော့ဖြစ်လာတဲ့တုံဆိုတော့ကျွေးဆိုတာကိုယူရတတ်တယ်အကြောင်းမျိုးမျိုးကြောင့်ကျွေးဆိုတာယူရတတ်တယ်အဲ့ဒီကျွေးယူရပြီဆိုရင်လည်းပဲဒါဆင်းရဲတယ်မဟုတ်လားတဲ့မှန်လားပါဗျာတဲ့ကျွေးယူရပြီဆိုရင်လည်းပဲဒါဆင်းရဲတယ်တဲ့ပစ္စည်းဥစ္စာ မရှိတာလည်းဆင်းရဲတယ်မရှိလို့ကျွေးယူရတာလည်းဆင်းရဲတယ် အဲ့လိုကျွေးယူတဲ့အခါမှာကျွေးဆိုတာအလကားမစူကားမှမပေးဘူးကျွေးရဲ့နောက်ွယ်မှာအတိုးဆိုတာမပါဘူးလားပါတယ်နော်အဲ့ဒီအတိုးပေးပါမယ်လို့ဝန်ခံခဲ့ရတာဝန်ခံခဲ့ရတဲ့ကိစ္စကိုကတရားချီးလို့တရားပြန်ပေးလို့ရတာမဟုတ်ဘူးအတိုးထဲမှာပြန်ပြီးတော့ပေးရမယ့်ကိစ္စရှိတယ်အဲ့ဒီအတိုးပေးရမယ်လို့ဝန်ခံရခြင်းဟာလည်းပဲဆင်းရဲတယ်မို့လားတဲ့မှန်လားပါဆင်းရဲတယ်ဖင်ရတယ် ပစ္စည်းမရှိခြင်းဟာဆင်းရဲတဲ့ကြွေးယူရခြင်းဟာဆင်းရဲတဲ့အတိုးပေးပါမယ်လို့ဝန်ခံခဲ့ရတာဟာဆင်းရဲတယ်။သုံးချက်ရှိပြီနော်။အေးအဲ့ဒါလို့ကိုကအတိုးပေးပါမယ်ဆိုပြီးတော့ချေငားလာတယ်ကြွေးယူလာတယ်။အစားတဲကိုကမရှိလို့မှကြွေးယူရတယ်ဆိုမှတော့ဒါတော်တော်နဲ့ကိုကပြန်ပြီးတော့မဆက်နိုင်ဘူးပေါ့။အဲ့လိုမဆက်နိုင်တဲ့အခါမှာကြွေးရှင်တွေကကိုကိုကြွေးတောင်းကြလိမ့်မယ်။အဲ့လိုသူတို့ရဲ့ကြွေးတောင်းတာကိုခံရတာလည်းပဲဆင်းရဲတယ်တဲ့ ကိုကိုတငန်းကလမ်းပြီးတော့တောင်းနေတာကိုကလည်းမပေးနိုင်ဘူးဆိုတော့အဲ့ဒါဟာချမ်းသာတဲ့ကိစ္စမဟုတ်ဘူးပေါ့ကျွေးတောင်းခံရတာဆင်းရဲတယ်လေးချက်ရှိပြီနော်အေးအဲ့ဒါလိုကျွေးတောင်းခံရတဲ့အခါမှာကိုကမပေးနိုင်တော့နောက်တော့ကြံမိကြံရကျွေးရှင်နေနဲ့လွတ်ရဆိုပြီးတော့ကိုလည်းပြေးရတာပေါ့တချို့ထွက်ပြေးတာတွေဘာတွေမရှိဘူးလားရှိတယ်အဲ့ဒါလိုထွက်ပြေးလဲပဲကျွေးရှင်တွေကလိုက်မှာပဲတဲ့ဆိုင်ရပိုင်ရကနေပြီးတော့အနာပိုင်ဖွဲ့စည်းတွေနဲ့ဒါဆက်ဆက်ပြီးတော့ ကိုနောက်ကိုလိုက်มาပဲအဲ့ဒါလိုကျွေးရှင်တွေကကိုရဲ့နောက်ကိုလိုက်နေတယ်ဆိုတာလည်းပဲဒါဆင်းရဲတယ်တဲ့မာကြီးရှိပြီနော်မရှိတာဟာဆင်းရဲတယ်ကျွေးယူရတာဆင်းရဲတယ်အတူပေးပါမယ်လို့ဝန်ခံရတာဆင်းရဲတယ်ကျွေးတောင်းခံရတာဆင်းရဲတယ်ကျွေးရှင်တွေရဲ့တကောက်ကောက်လိုက်နေတာကိုခံရတာဆင်းရဲတယ်နံပါတ်6ဆင်းရဲကဘာလဲဆိုတော့အဲ့ဒါလိုသူတို့ကနောက်ကနေလိုက်ပြီးတော့ တောင်းတော့လည်းပဲကိုကမပေးနိုင်ဘူးဆိုတဲ့အခါမှာကိုကိုအမိဖမ်းပြီးတော့မင်းတို့တိခန့်ခွန့်လွတ်ခဲ့တဲ့အချိန်မှများလာပြီအဲ့တော့ဒီတစ်ခါတော့မရဘူးဆိုပြီးတော့လက်ထိတ်ခတ်ပြီးတော့ခြေနှောင်တုပ်ဆိုင်ပြီးတော့ခေါ်သွားမယ်ခေါ်သွားတဲ့အခါကျတော့အာနာပိုင်ဖွဲ့စည်းတွေကဥပဒေကြောင့်မရသူ့ကိုတခါတည်းထောင်းလို့တော့မဟုတ်အမျိုးမျိုးအပြစ်ဒဏ်ကိုပေးမယ်ပေါ့အဲ့ဒီအပြစ်ဒဏ်ပေးတာကိုခံရတာလည်းပဲဆင်းရဲတယ်တဲ့6မျိုးနောက်ဆက်ကနိဗ္ဗာန်မှာဟောတာဆိုတော့6မျိုးပေါ့ ဆင်းရဲမွဲတေခြင်းကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဒါလူလောကကြီးမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေဘာမှမဆန်းပါဘူးနော်အေးအဲ့ဒီဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားကဥပမာအနေအမှာထားတာပါဒါကိုအဓိကပြောချင်တာမဟုတ်ဘူးဒါလောကကြီးမှာဆင်းရဲပြီဆိုရင်ဖြစ်လိဖြစ်တာရှိတဲ့ကိစ္စတွေပေါ့ပြန်ပြောမယ်နော်ပစ္စည်းဥစ္စာနွမ်းပါရတာဟာဆင်းရဲတယ်မရှိလို့ကြွေးယူရတာဟာဆင်းရဲတယ်အတိုးပေးပါမယ်လို့ဝန်ခံရတာဟာဆင်းရဲတယ် ွေးရှင်ကကြွေးလိုက်တောင်းတာဟာဆင်းရဲတယ်။ကိုကထွက်ပြေးလို့နောက်ကတကောက်ကောက်လိုက်နေပြီဆိုရင်လည်းဒါဆင်းရဲတယ်။နောက်ဆုံးအချုပ်အနှောင်ခံရပြီဆိုရင်တော့ဒါအကြီးအကျယ်ဆင်းရဲပြီ။ဒါကဥပမာပဲရှိသေးတယ်။အဲ့ဒါလိုပဲတဲ့။ဦးဇင်းတို့ဓမ္မနယ်ပယ်တရားရှုတော်ကကြည့်မယ်ဆိုရင်လူသားတယောက်ဟာယုံကြည်မှုတရားတရားမရှိဘူး။နော်။မကောင်းတာတွေလုံးရပြောရတွေးရမှာကိုရှက်တယ်ဆိုတဲ့ရှိတယ်မရှိဘူး။ မကောင်းတာတွေလုပ်ရပြောရတွေးရမှာကိုကြောက်တယ်ဆိုတဲ့ဥတ္တပမရှိဘူးကုသိုလ်ကောင်းမှုတွေမှာစူးစမ်းအထုတ်မယ်အကုသိုလ်တရားတွေကိုပယ်ဖို့စူးစမ်းအထုတ်မယ်ဆိုတဲ့ဝိရိယမရှိဘူးမှန်မှန်ကန်ကန်သိမြင်နားလေတဲ့ပညာမရှိဘူးဆိုရင်ဟောတရားဘယ်နှလုံးပြောလိုက်တော့အားလုံးပြောလိုက်တယ်နော်တဒ္ဒဟီရီဥတ္တပဝရိယပညာ အဲ့ဒီတရားငါးလုံးမရှိခြင်းတည်သူတော်ကောင်းနယ်ပယ်မှာအဲ့ဒါလူရှင်ရဲ့ပဲတဲ့စောစောကပစ္စည်းဥစ္စာမရှိဘူးဆိုရင်တော့လောကီနယ်ပယ်မှာသူကလူရှင်ရဲ့ပေါ့ခုသူတော်ကောင်းနယ်ပယ်မှာဓမ္မရှုထောင့်ကကြည့်မယ်ဆိုရင်တရားဟီရိဥတ္တပဝရိယပညာဒီတရားငါးလုံးမြတ်စွာဘုရားပြောပြတယ်အဲ့ဒီတရားငါးလုံးမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူရှင်ရဲ့ပါတဲ့ဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ တတ္တာဟိရိဥတ္တမဝရိယပညာဒီတရား၅လုံးရဲ့အဓိပ္ပာယ်ကိုဦးဇင်းတို့အကျယ်ရှင်းပြစရာလိုမယ်လို့မထင်ဘူး။ဘာကြောင့်လဲဆိုတော့ပိတ္တတို့ကိုကြည်ရတာတရားနာသက်ရင့်နေပုံရတယ်လို့ဦးဇင်းကထင်တယ်ဟုတ်လား။တရားတရားဆိုတာဘာလဲဟိရိဥတ္တမဝရိယပညာဆိုတာဘာလဲဆိုတာကိုအသေးစိတ်ဦးဇင်းတို့ပြောဖို့အချိန်မရဘူးလို့ပဲဆိုရမယ်။နောက်ထပ်ပြောပြောချင်တာတွေကရှိသေးတာပေါ့။နော်။တရားတရားဆိုတာဖရာတရားတန်ခါရဲ့ဂုံကျေးဇူးကိုယုံကြည်တာ။ ကံကံရဲ့အကျိုးကိုယုံကြည်တာဆိုတာတော့ပိတ္တတို့အလုံးသိကြပြီးသားပါဟုတ်လားဟိဟိဒီဩတပဆိုတာကမကောင်းတာဟာရှက်เสียရလို့နားလေပြီးတော့ရှက်တဲ့သဘောမကောင်းတာဟာဆင်းရဲဒုက္ခတိဟုသောအကျိုးကျေးဇူးကိုပေးမှဖြစ်တဲ့အတွက်ကြောင့်ကြောက်เสียရလို့နားလေတဲ့အတွက်ကြောင့်ကြောက်တတ်တဲ့သဘောကိုဒါဟိဒီဩတပဟုတ်တယ်နော်အေးဝရိယဆိုတာကြတော့တို့ကအချင်းပြောရင်တော့နှစ်ချက်ပေါ့ မကောင်းမှုတွေကိုပယ်ရှားဖို့ကြိုးစားတဲ့ဝရိယတွေကောင်းမှုတွေကို ဖြစ်ပွားဖို့ကြိုးစားတဲ့ဝရိယရဲ့လို့ဝရိယကအကျဉ်းမြစ်နှစ်ချက်ပေါ့ထပ်ပြီးတော့ဦးဇင်းတို့အခြေချက်မယ်ဆိုရင်တော့ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ရှားဖို့မဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ဝရိယမဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တရားတွေကိုတွတ်တက်ခိုင်မြဲအောင်ကြိုးစားမယ်ဆိုတဲ့ဝရိယပေါ့ဒါဝရိယရဲ့သဘောတဘာဝပေါ့ပညာဆိုတာကြတော့ မြတ်စွာဘုရားကကိုရမြဟောခဲ့တဲ့ဒေသနာတော်တွေထဲမှာကိုတော်တိုင်အတိအပယ်ဖွင့်ဆိုထားတာရှိတယ်။ပညာဆိုတာအကျဉ်းမြန်းဖြင့်ဘာပြောမှလဲဆိုရင်ကိုယ်ခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဖြစ်เสียအကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေရှိတယ်။ယုတ်သဘာဝနံသဘာဝလို့အကျဉ်းမြန်းပြောလို့ရမယ်ပေါ့။အဲ့ဒီသဘာဝတရားတွေဟာဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပျောက်သွားကြတယ်ဆိုတဲ့အချက်ပေါ့။ ဘာဒီပဲဖြစ်ဖြစ်ခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားမှန်သမျှသည်ဖြစ်ပြီးတော့မရှိတော့ပါဘူးနောက်ထပ်ထပ်ပြီးတော့အတ္တတွေဖြစ်တယ်အကြောင်းရှိနေတဲ့အတွေ့အကြုံအတ္တအတ္တယုံနံတွေဟာဒလဇက်ဆက်ပြီးတော့ဖြစ်တယ်သို့တော့ဖြစ်တိုင်းဖြစ်တိုင်းတော့ထိုယုံနံသဘာဝတို့သည်မရှိတော့ဘူးချုပ်ပြောက်သွားတယ်ချုပ်ပြောက်သွားတယ်ဆိုတာနဲ့ပဲအဆုံးတတ်ရတယ်ဟုတ်အဲ့ဒီယုံနံတို့ရဲ့ဖြစ်ပေါ်ခြင်းပျက်စီးခြင်းဒါကိုမှန်မှန်ကန်ကန်သိမြင်နားလည်တဲ့သဘောကိုပညာလို့မြတ်စွာဘုရားဟောတယ် ပုရိယထဂမိနေယအရိယာယနိဗ္ဗေဒိကာယတမ္မာဒုက္ခခေယယံလို့မြတ်စွာဘုရားပညာရဲ့အဓိပ္ပာယ်ကိုအဲ့လိုဖွင့်တယ်ပေါ့အဲ့တော့ဥရှင်တို့အခုပြောခဲ့တဲ့တတ္တာဟီရိဝတ္တပံဝရိယပညာဒီတရား၅လုံးမရှိဘူးဒီတရား၅မျိုးမရှိဘူးဆိုရင်ဒါသူတော်ကောင်းတွေရဲ့နယ်ပယ်မှာဒါအလွန်ဆင်းရဲတဲ့လူလို့ဆိုရမယ်တဲ့ပြည့်တဲ့ဥပမာနဲ့ဥပမေယနဲ့ဟပ်ပြနေပြီနော် လောကီနယ်ပယ်မှာတော့ဥစ္စာပစ္စည်းခေါင်းမရင်ဒါဆင်းရဲတဲ့လူလို့ဆိုရတယ်ဓမ္မနယ်ပယ်မှာတော့ဒီတရားငါလုံးမရှိရင်ဆင်းရဲတဲ့လူလို့ဆိုရတယ်အဲ့တော့လောကီနယ်ပယ်မှာပစ္စည်းဥစ္စာမရှိဘူးဆိုရင်နံပါတ်1ပါဆက်ဖြစ်မလို့ကျွေးယူမယ်ဟုတ်ပြီမို့လားညကျွေးယူမယ်နော်မလွှဲမဲ့သူမိသားစုတာဝန်ရှိနေတော့ကျွေးဆိုတာယူရလိမ့်မယ်အဲ့လိုပဲဦးဇင်းတို့ဓမ္မနယ်ပယ်မှာလည်းပဲ ဒီသူတော်ကောင်းတရား၅ပါးခေါင်းမာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကြွေးယူလိုက်မယ်တဲ့အဲ့ဒီကြွေးကဘာကြွေးလဲဆိုတော့ဒုစရိုက်ကြွေးပဲတဲ့နော်မကောင်းတာတွေကိုလုံမိသွားတယ်မမှန်တာတွေကိုပြောမိသွားတယ်မတင့်တော်တာတွေယုံညံ့တာတွေကိုတွေးမိသွားတယ်ဒုစရိုက်တရားကြံပြင်ပြောရရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်လို့ဒုစရိုက်တရား၃ပါးအကျေချဲ့မယ်ဆိုရင်တော့ကာယဒုစရိုက်က၃ပါး တတ္တခုမူကာမေတုသုံးခုကာယကံဘိတရုတိရနော်အေးနောက်ဝစီတုတိုက်က၄ပါးမာယင်းတဲ့စကားကိုပြောမယ်ဂုံစကားကိုပြောမယ်ကြံထန်းတဲ့စကားကိုပြောမယ်အနှစ်သာရမရှိတဲ့စကားကိုပြောမယ်ဒါဝစီတုတိုက်၄ပါးသူတော်ဝန်ပစ္စည်းမတရားလိုခြင်းနဲ့အဘိဇ္ဇာသူတော်ကိုဆင်းရဲသွားစေခြင်းနဲ့ဖြာပါဒကံကံရဲ့ကျိုးလောက်ကိုပဲတိမြင်နားလည်မှုမရှိဘဲနဲ့လက်မခံတဲ့သဘောလို့ဆိုရမယ်မိစ္ဆာဒိဋ္ဌိ ဲ့ဒါကဘာလို့မနောဒုစရိုက်သုံးပါအဲ့တော့ဒုစရိုက်တရား၁၀ပါပေါ့အဲ့ဒီဒုစရိုက်မှုတွေမကောင်းမှုတွေကိုကာယကံဝစီကံမနောကံကံသုံးပါးနဲ့လွန်ကျူးမိပြီပြုမိပြီဆိုလို့ရှိရင်အဲ့ဒါသူတော်ကောင်းနေပဲဩဝါဒရပြောရမယ်ဆိုရင်အဲ့ဒါကျွေးယူတာပဲတဲ့လူလောကကြီးမှာပစ္စည်းဥစ္စာနွမ်းပါလို့ကျွေးယူရတယ်ဆိုတာရှိတယ်လို့ ဓမ္မနယ်ပယ်တရားရှုတော်ကကြည့်မယ်ဆိုရင်သို့တော်ကသူတော်ကောင်းဥစ္စာတရား၅ပါးခေါင်းမှလို့ဒုစရိုက်တရားကို ပြုမိတာဟာအဲ့ဒါဘာလို့တာတော့ကျွေးယူတာသဘောပေါက်တယ်နော်အေးကျွေးယူပြီဆိုရင်သို့တော်ကဥပမာကိုပြန်ကြည့်ကျွေးဟာကျွေးကြည့်ပဲယိုယိုလေးမရအောင်သူ့ရဲ့နောက်မှာအတိုးဆိုတာရှိတယ်ဟုတ်တယ်မဟုတ်လားအေးအဲ့ဒီမှာလောကီဘက်မှာကျွေးရဲ့နောက်မှာအတိုးရှိတယ်လို့ဓမ္မနယ်ပယ်တရားရှုတော်ကကြည့်ရင်မကောင်းမှုဒုစရိုက်ရဲ့နောက်မှာလည်းပဲအတိုးဆိုတာရှိတယ်တဲ့ စိတ်ဝင်စားစရာပါပဲဒါမြတ်စွာဘုရားတပ်ပင်ယုတ္တဉာဏ်နဲ့ကြည့်ပြီးတော့သာမြတ်စွာဘုရားဟောထားလို့ဒကာဓမ္မတို့ဥရှင်တို့နားထောင်ဝင်ရတာကိုယ်ပိုင်ဉာဏ်ဖြင့်သာဆိုရင်တော့ဒါတွေကိုသိဖို့နားလည်ဖို့မလွယ်ပါဘူးပဂတိကျွေးမှာပဂတိအတိုးရှိသလိုမဟုတ်တဲ့ဒုစရိုင်းမှုတွေကိုလုတ်ပြီးတဲ့နောက်မှာလည်းပဲအတိုးဆိုတာရှိတယ်အဲ့ဒီအတိုးကဘာလဲဆိုတော့ကိုမကောင်းတာလုတ်တာပြောတာတွေးတာကိုလူမသိစေခြင်းမူဆိုတဲ့စိတ်ဖုံးကွယ်လို့တဲ့သဘောဟုတ်လား ငါမဟုတ်တာလို့တာကိုမသိပါစေနဲ့ဒီခါလေးတချို့နှုတ်ကဖွင့်ပြီးတော့ပြောတာရှိတယ်ကာယကံမြောက်တာကိုမသိအောင်ဖုံးကွယ်ကြရတာရှိတယ်စိတ်ထဲကတော့ဘလို့မှမသိစေခြင်းကိုကမကောင်းတာကြီးလှုပ်ထားတယ်ဒါကြီးကိုမသိစေခြင်းပေါ့အဲ့ဒီမသိစေခြင်းတာကြီးကိုကသာပင်ပန်းနေတဲ့သဘောရှိတယ်ဖုံးကွယ်ရတဲ့သဘောတနည်းအားဖြင့်ဟန်ဆောင်ရတဲ့သဘောလည်းရှိတယ်လှည့်စားရတဲ့သဘောလည်းရှိတယ် မဟုတ်တာလုတ်ပြီးတဲ့နောက်မှာမဟုတ်တာကိုလူမသိစေခြင်းနဲ့စိတ်ဒီကောင်းတဲ့စိတ်တစ်ခုတော့မဟုတ်ဘူး။ဒါပေတဲ့တို့လက်ခံနိုင်မယ်ထင်ပါတယ်နော်။အဲ့တော့မကောင်းတာလုတ်ပြီးတဲ့နောက်မှာမကောင်းတာတွေကဆက်ပြီးတော့ဖြစ်လာတယ်ဆိုတာဒီသဘောဝကိုလည်းပဲညှို့ဆို့လို့ရနိုင်နေပေါ့။ကိုကမကောင်းတာတစ်ခုလုတ်ပြီးပြီးဒါကိုမသိစေခြင်းပေါ့။မသိစေခြင်းတာဒီဘာလဲလို့မေးရင်ကိုကိုကောင်းတယ်လို့ပဲထင်နေစေခြင်းလေပေါ့။ဆိုလို့မရဘူးလား။ လုတ်ထတာကမကောင်းတာဒါပေမဲ့သူများအမြင်မှာတော့ကိုယ့်ကိုဘလို့ထင်စီခြင်းတာတော့ကောင်းတယ်လို့ထင်စီခြင်းတာကောင်းလဲမကောင်းမှဘဲနဲ့ကောင်းတယ်လို့ထင်စီခြင်းတာဒါမုံမြတ်တဲ့သဘောလို့ဆိုနိုင်မလားမဆိုနိုင်ဘူးဒါကြောင့်အဲ့ဒါဒီပင်နဲ့ဖုံးကွယ်ဖို့ကြိုးစားရခြင်းဒီပင်နဲ့အဲ့ဒါဘာဖြစ်နေတာလဲတော့အတိုးတက်နေတာတဲ့ကြောက်เสียရပါပဲနော်မကောင်းမှုတိုင်းရဲ့နောက်ွယ်မှာအတိုးဆိုတာရှိတယ်အဲ့ဒီအတိုးကဘာလဲဆိုတော့ဖုံးကွယ်ရခြင်းသူများမသိစေခြင်းချင်း သို့တော်လည်းလောကတဘာဝမတည်ဘူးဆိုတာလည်းပဲအရာခသိန်းဖုံးကွယ်လို့မရပါဘူးဟုတ်လားအ ਨੇ ဆုံးတော့ပြုမိတဲ့မိမိကိုယ်တိုင်ကတော့တည်မယ်ပေါ့လောကကြီးကိုတည်နိုင်မြင်နိုင်တဲ့နှက်တွေရှိမယ်တကူအဋ္ဌိပတ်ရှိတဲ့ပုဂ္ဂိုလ်တွေရှိမယ်ဒါတွေကလည်းပဲတည်နိုင်မြင်နိုင်တဲ့အနေအထားမှာတော့မရှိဘူးလားရှိတယ်ဒီတကယ်တကယ်ကတော့ဦးဇင်းတို့တကယ်မကောင်းမှုတွေများလာပြီဆိုရင်တော့ပဝန်းကျင်ကတနေ့တော့တစ်ချိန်တော့တည်သွားကြတာပါပဲ။ အဲ့လိုတိတဲ့အခါမှာဒါအကြီးအကျယ်ဆင်းရဲကြရမှာပါပဲဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့မကောင်းမှုပြုတ်ပြီးတဲ့နောက်မှာဖုံးကွယ်လိုစိတ်ဖုံးကွယ်ဖို့ကြိုးစားခြင်းသည်မြတ်စွာဘုရားရဲ့အဆုံးအမမှာအဲ့ဒါပါဖြစ်တယ်လို့ခေါ်ရတဲ့တော့အတိုးတက်တယ်လို့ခေါ်တာပါတဲ့နော်အေးသုံးချက်ရှိသွားပြီနော်အဲ့ဒါလို့အတိုးတက်ပြီ